မေလတရက်နေ့အလုတ္တမဖြစ်တော်မူသောစိန်ဂျိုးဆက်ပွဲနေ့ရှမာတေဥဧဝံဂေလိကျမ်းအခန်းကြီး73ခန်းငယ်54မှ58ယေရှုသည်မိမိနေရင်မြို့သို့ရောက်တော်မူလျင်ကိုရောသည်လူတို့ကို သူတို့၏တရားစရ၌သွန်သင်တော်မူသည်ဖြင့်သူတို့သည်လွန်စွာအံ့ဩကြလျက်ဤသူသည်ဤပညာနှင့် ဤအံ့ဘွယ်တကိုးများကိုအဘယ်ကရသနည်းသူသည်လက်သမားဤသားမဟုတ်လောသူဤအမိကို မာရိယာဟုခေါ်သည်မဟုတ်လောယာကုပ်ဂျိုးဆက်စီမုန်နှင့်ဂျူဒာတို့သည် သူဤညီများမဟုတ်သလော သူဤနှမတို့သည်လည်းငါတို့အနီးအနားတွင် နေထိုင်ကြသည်မဟုတ်လောသို့ဖြစ်လျင်ဤသူသည်ဤအရာအလုံးကိုအဘယ်ကရသနည်းဟု ဆိုကြ၏ကိုရော့ကိုလက်မခံလိုကြချေး ယေရှုကလည်းပရောဖက်သည်မိမိမြို့နှင့်မိမိအိမ်မှတပါ အခြားသောအရ၌ဂုံတိရင်မဲ့သည်ဟူ၍မရှိဟုမိန်တော်မူ၏ကိုရောသည်လည်းထိုသူတို့၏ယုံကြည်ခြင်းကင်းမဲ့မှုကြောင့်ထို အရ၌တကောလက္ခဏာများစွာ ပြတော်မမူချေယေရှုခရစ်တော်သခင်မွန်မြတ်သောဧဝံဂေလိတရားတော်ပေသည် စိန်ဂျိုးဆက်ဒီဝါကာအလောသမားဖြစ်တော်မူသောတန်ဆူတဲ့တခင်စုရဲ့ hidden life လူမသိသူမသိပုံရှို껙ရှို့ဘဝအစိတ်ပိုင်းတစ်ခုရှိပါတယ်သူငယ်စဉ်ကနေအပြင်ဘက်ကိုလူသိရှင်ကြားထွက်ပြီးသာသနာလုပ်ငန်းကိုလှုပ်ဆောင်တဲ့ကြာကာလဖြစ်ပါတယ်တရှင်သောအိမ်တော်စုဟာမထေမရှားဘဝတာမန်ဘဝရိုးရိုးအလောသမားဘဝခက်ခဲတဲ့အခြေအနေနဲ့ဒီမိသားစု ရက်ဒီမှုကို ရုံကန်ကြိုးစားခဲ့ရတဲ့အခြေအနေရှိခဲ့ပါတယ်။တရားဟာဖရာရဲ့နတ်နေရအဖြစ် အပြက်အဖြစ်လည်းပဲနားလည်စေလိုပါတယ်ဆိုတဲ့အချက်ကိုကျွန်တော်တို့မြတ်တော်ယူဝါဒမှာသုံးသင်ထားတာတွေ့ရပါတယ်။ဒီလိုအဖြစ်အခြေအနေမှာဖရာရှိတယ်၊မေတော်ရှိတယ်၊အထူးသဖြင့်တန်ဆူစေလည်းရှိနေပါတယ်။အလုတ်ဆိုတဲ့အရာကဒီနေ့ခေတ်ဒီနေ့အချိန်မှာပုံမှန်ပြီးခက်ခဲလာကြပါတယ်။မျိုးစုံသောစိန်ခေါ်မှု မျိုးစုံသောဖိနှိပ်ညှဉ်းပန်းမှုမျိုးစုံသောကောင်းမှုဖြတ်မှုတွေရှိ냐တော့လည်းပဲဒီလူသမားတို့နဲ့အတူတူအသိတော်ရှိနေတယ်မိသားစုတန်ရှင်သောအိမ်တော်စုရှိနေတယ်တန်စုတွေရှိနေတယ်အလုတ်ပေါ်အသက်စာရှိကြတဲ့ပုံကိုယ်တွေအဖြစ်မြင်ပြီးဒီပုံကိုယ်တွေရဲ့ဒီလှုပ်ခွင်ကြားထဲမှာရှိနေတဲ့အချက်ကိုပြန်လည်သတိရဖို့အတွက်ဒီနေ့ပွဲကိုကျင်းပရခြင်းလည်းပဲဖြစ်ပါတယ် Nobelity of Work ဒီလုပ်ငန်းရဲ့အလုတ်ရဲ့မြင့်မြတ်မှုကိုပြန်လည်ပြီး မြင်စေလိုတယ်။ကျုံပတ်တဲ့စာကိန်းရဲ့စာကျွန်တော်ဖြစ်တဲ့ Laborant Exam ဆိုတာဟာဒါပဲဖြစ်ပါတယ် Gospel of Work အလုတ်ရဲ့အင်္ဂလိပ်တရားတော်အလုတ်လှုပ်ခြင်းဟာလည်းပဲနိုင်ငံတော်တိဆောက်ခြင်းအစိတ်အပိုင်းဖြစ်မြင်ဖို့အလုတ်လှုပ်ခြင်း၌အလုတ်ခွင်၌အလုတ်လုံနေရနေရ၌ဒီပုံကိုယ်တွေရှိတဲ့အသိတော်ရှိတဲ့ဆိုတာမြင်ဖို့ပဲဖြစ်ပါတယ်တန်ဆူစေ ဘယ်လိုလောက်ခဲ့လဲသူတော်ကိုထောက်ရှုကြပါရယ်တန်စွဲဘယ်လိုအလုပ်ဘောကိုသိစားရှိသလဲတန်စွဲအသင်းတော်နဲ့ပုံဆောင်ထားတဲ့မေတော်နဲ့သူငယ်တော်ယေရှုကိုဘယ်လိုအလုပ်ကြီးပြုခဲ့လဲဆိုတဲ့အချက်တွေကိုပြန်နဲ့စဉ်းစားထောက်ရှု၍ဒီပုံကိုယ်တွေငါတို့အခက်အခဲချမှရှိပါရယ်ကျွန်တော်တို့ရုံးကန်လှူရှားနေရတဲ့အလုပ်ခွေတွေမှရှိပါရယ်နေ့စဉ်အလုပ်လုပ်နေရတဲ့ဒီအဖြစ်အပျက်တွေမှာဒီပုံကိုယ်တွေလည်းပဲပါဝင်နေပါရယ်ဆိုတဲ့အချက်ကိုပြန်လည်သတိရရင် ြန်လဲကြိုးစားကြပါစို့အလုတ်ရဲ့မြင့်မြတ်မှုကိုပြန်လဲရှာဖွေဖော်ထုတ်ကြပါစို့ Saint Joseph pray for us